တ္တိမှာစွန့်အားတို့ဒီပိုင်းအစမှာတော့ကိုကိုင်းကလျင်တင်မောက ကောင်းကင်မြေမှာရွံ့လင့်နေရင်မြူတွေထူထဲတဲ့နေရာကိုရောက်နေပါတယ်ပုံမှန်ဆိုရင်မြူတွေထူထဲလဲဘာမှမဖြစ်ပေမဲ့အခုတစ်ခေါက်ကဂိုကိုင်းကာလီယန်ရဲ့အချက်ပြဆက်ကကြောင်နေတာကြောင့်ဒုံကပြင်နေရပါတယ်ဒီချိန်မှာပဲရုတ်တရက်ဇန်ချက်အင်ပါယာကတက်ပွေးရင်ကြီးကလာတိုက်ပါတယ်ဒါကြောင့်ကပရီမာဖစ်လဲလဲပြန်တိုက်ရင်မြေပြင်ပေါ်ကိုဂိုကိုင်းကာလီယန်ကကြာသွားခဲ့ပါတယ်ဒီလိုနဲ့အားလုံးအောက်ကိုဆင်းလာခဲ့ပြီးဇန်ကက်တို့နဲ့ထိတိုက်တွေ့ပါတယ်ဂေါမီနီအပြင်ကွန်မန်ဒါဆလမန်ဒါဆိုတဲ့ဘိုဘာပါနေခဲ့ပါတယ်ဒါကြောင့်အားလုံးကလဲတိုက်ခိုက်ဖို့ဂိုကိုင်းကြားတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်ထုံးစံအတိုင်းဂေါမီနီကိုအေးအေးဆေးဆေးအနိုင်ယူခဲ့ပြီးဆလမန်ဒါကိုတော့ ခုခိုင်ဂရီကမြင်တဲ့အတိုင်းအပေါ်ကန်လိုက်အောက်ကျလိုက်လုံနေပြီးနောက်ဆုံးမှတော့အဝေးကိုကန်ထုတ်လိုက်ပါတယ်ဒီလိုနဲ့ဆက်လက်မနေလဲဒေါ်လာထွက်သွားပြီးမြေကြီးတဲကစွန့်အားနဲ့ခုခိုင်ကြားတွေကိုဖောက်ခွဲပစ်လိုက်ပါတယ် အဲ့ဒီပောက်ကွဲမှုကြောင့် Marvelin နဲ့ Dwayne တို့ကကျန်တဲ့သူတွေနဲ့အဖွဲ့ကွဲသားခဲ့ပါတယ်။ဒီချိန်သူတို့ရဲ့အနာကိုဝစ်ဆုံအမဲနဲ့လူတယောက်ရောက်လာပါတယ်။သူကသူတို့ရှာနေတဲ့စက်ကြဝဠာရဲ့အကြီးမားဆုံးယန္တနာရှိတယ်ဆိုတာကိုသိကြောင်းနဲ့သူတို့အနေနဲ့ Super Saiyan ဆွဲရင်တွေရဲ့ကျယ်ပြန့်တဲ့အပိုင်းတွေကိုတီးဖို့လိုကြောင်းပြောနေခဲ့ပါတယ်။ဒါကိုသိချင်ရင်သူ့ကိုမိအောင်ဖမ်းဖို့နဲ့အသွင်ပြောင်းခွင့်တော့မပေးနိုင်ဘူးလို့ပြောပါတယ်။ဒါကိုကြားတဲ့ Marvelin ကချက်ချင်းလိုက်ဖမ်းဖို့ပြင်လိုက်ရင် Dwayne ကတော့တားလိုက်ပါတယ်။ Dwayne ကဒါကဇန်ကီးရဲ့ထောင်ချောက်ဖြစ်နိုင်ကြောင်းပြောပြီးမြဲ Marvelin ကတော့ Marvelin ပါပဲ။ ဒီချိန်ဂျိုးနဲ့အိုင်မင်တို့ဘက်မှာတော့ဇန်ဂီယက်ကကောင်နေနဲ့တွေ့ပြီးတိုက်ပွဲဖြစ်နေပါတယ်ဂျိုးလူကာနဲ့အိုင်မင်တို့ကအာဘာရင်ဂျာခါကူရင်ဂျာနဲ့ဂိုရင်ဂျာတွေဖြစ်ပြောင်းလဲကတိုက်ခိုက်ပါတယ်မာဗစ်လူတို့ဘက်မှာတော့အမေရောင်ဝစ်ဆုံတဲ့လူကမီလီယံတစ်ခုနဲ့တားဆီးလိုက်ပါတယ်ဒါကိုမာဗစ်လက်ကမကြောက်ပါနဲ့ဒွန်ကတော့ကြောက်နေခဲ့ပါတယ်ဒါကြောင့်မာဗစ်လက်ကသူ့ကိုယုံကြည်ဖို့ပြောရင်းအပြင်ကိုပြစ်ထုတ်လိုက်ပါတယ်ဂျိုးတို့ဘက်မှာလည်းအမှန်ငန်တိုက်ခိုက်နေပြီးဂေါမင်နီကိုရှေ့ဖြုတ်နေပါတယ်ဂေါမင်နီကိုရှော့သွားပြီးနောက်မှာတော့ဆလမန်နဲ့တိုက်ဖို့ဖြစ်လာပါတယ်မာဗစ်လက်တို့ကလည်းအနောက်ကနေလိုက်နေရင်ဂိုတခုတည်းကိုအနောက်ရောက်ဝစ်ဆုံတဲ့လူကပြေးဝင်သွားပါတယ် ် Marvelet တို့လည်းနောက်ကလာရင်ဂူထဲမှာတော့ကြောက်တုံးကြီးကနောက်ကနေလိုက်လာလို့ Marvelet တို့လည်းဖနှောင်းတဲ့ဒီမှာတသားလေးကြောက်အောင်ပြေးရပါတော့တယ်ဒီနေရာမှာကြောက်တုံးကြီးကိုဓာတ်နဲ့မြေကြီးပေါ်စိုက်ပြီးကြောက်အောင်လုပ်လိုက်တာပါ I don't know. ဒီချိန်ဆက်လက်မတန်က Ranger တွေကိုတိုက်ခိုက်နေပြီး Ranger တွေလည်းမနိုင်တဲ့အဆုံအဖြစ်အောင် Ranger တွေအဖြစ်အသွင်ပြောင်းလိုက်ပါတယ်။နောက်တော့ဆက်လက်မတန်ကိုတိုက်ခိုက်လိုက်ပြီးအချိန်နေမဟန်တဲ့ဆက်လက်မတန်လည်းထွက်ပြေးသွားပါတယ်။ Marvel တို့ဘက်မှာတော့အမဲရောင်ဝတ်စုံတဲ့သူကိုမှီလာပြီးဖြစ်ချင်တော့သူတို့ရဲ့ဟိုဘက်ကန်းကိုရောက်နေခဲ့ပါတယ်။ထုံးစံအတိုင်းဒွန်းကတော့ကြောက်နေခဲ့ပြီး Marvel ကတော့တစ်ဖက်ကန်းကိုခုန်ဖို့လုပ်လုပ်ပါတယ်။ဖြစ်ချင်တော့ခုန်လိုက်တဲ့အချိန်မှာဆက်လက်မတန်ကထွက်လာပြီးတိုက်မိသွားတာကြောင့်ခန်းရဲ့ကြောက်မှာတွဲလောင်းကြီးဖြစ်နေပါတယ်။ဒါအပြင်အပေါ်ကနေကြောက်တုံးကြီးပြုတ်ကျလာမယ်ဆိုတာကိုလည်းကြိုတည်သွားတဲ့ဒွန်းကအဖွဲသားကိုစိုးရိမ်စေကြောက်စိတ်တွေမရှိတော့ဘဲဝါလုံးကြီးကိုယူက ခုန်ကူးလိုက်ပြီးပြုတ်ကျလာတဲ့ကြောက်တုံးကြီးကိုပစ်ချလိုက်ပါတယ်။ဒီလိုလွတ်လိုက်တာကြောင့်တစ်ဖက်ကန်းကိုမရောက်တော့ဘဲတွဲလောင်းကြီးဖြစ်နေရကနေအနေရဝတ်စုံတဲ့လူကပဲဆွဲတင်လိုက်ပါတယ်။အနေရဝတ်စုံတဲ့လူကဒွန်းကအဖွဲသားတွေအတွက်ကြောက်စိတ်ကိုဖောက်ထုတ်ပြီးတက်တီတွေကြောင့်မာဂီရင်ဂျာစွမ်းကိုစွန့်ထုတ်နိုင်လိုက်ပြီးဖြစ်ကြောင်းပြောကဆက်ကြဝလာရဲ့အကြီးမားဆုံးရတနာကိုရှာဖွေခြင်းအခုလိုစူပါစတိုင်းတွေရဲ့စွမ်းကိုဆဲထုတ်နိုင်မှရလိမ့်မယ်လို့ပြောရင်ပြောက်ွယ်သွားပါတယ်။မာဗလက်တို့အပြင်ဂျန်နယ်အဖွဲသားတွေပါရောက်လာပြီးအချိုးချောင်းပြောနေခြင်းဆက်လက်မနက်ကပြန်ရောက်လာခဲ့ပါတယ်။မာဗလက်နဲ့တွင်လဲဂိုကန်ဂျာရဲ့အဖြစ်ပြောင်းလဲကတိုက်ခိုက်ပါတော့တယ်။တိုက်ပွဲမှာစူကူမီနီပါပါလာခဲ့ပြီးစူကူမီနီ ကိုအနာယုံကဆက်လက်မန်နဲ့တိုက်ခိုက်ချိန်မှာတော့ဆက်လက်မန်ကအရင်ရှိကလူမိကြီးတွေကနေပောက်ကွဲမှုတွေလုပ်ပါတယ်။ဒါကြောင့်ခေါကွန်ဂျာတွေလည်းမာဂီရင်ဂျာအဖြစ်ပြောင်းလဲကတိုက်ခိုက်ဖို့လုပ်ပါတယ်။ဒီအချိန်မာဂီရင်ဂျာရဲ့မန်တကုတ်အသစ်တစ်ခုကိုတွေးလိုက်ရပြီးအလုံးကလည်းတုံးကြီးဖို့ဆုံးဖြတ်လိုက်ပါတယ်။မန်နရဲ့စွမ်းအကြောင်းဆက်လက်မန်ရဲ့မိကြီးကသူ့ကိုယ်သူပြင်ရင်ပက်လိုက်တယ်လို့ဖြစ်သွားပြီးခေါကွန်ဂျာရဲ့လည်းအခွင့်အရေးရနဲ့အဆုံးသတ်ပစ်လိုက်ပါတယ်။ဇန်ကီယက်တို့လည်းအကောင်ကြီးအဖြစ်ပြောင်းလဲလိုက်ကခေါကွန်ဂျာရဲ့လည်းသူ့ရဲ့ခေါကွန်ုံနဲ့တိုက်ခိုက်ဖို့လုပ်ပါတယ်။စူကွန်မင်းကြီးကအရင်လိုမဟုတ်ပဲလေးပေါ်မှာဝဲနေတာကြောင့်အခက်တွေ့နေချင်းမာဂီရင်ဂျာရဲ့တော့ကအယောင်လင်းလာပါတယ်။ဒါ ကြောင့်သူတို့လည်းသုံးလိုက်တဲ့အခါမှာတော့ကိုရဲကနေငါးခန္ဓာကိုယ်တွေထွက်လာကမာဂျီကိုကယိုအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။မာဂျီကိုကယိုဟာလေဘော်ရီဘာပြန်လို့ရနေပြီးငါးရီဘာထုတ်လိုက်ခါစူဂုံမီနီရဲ့တိုက်လေယာဉ်တွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဆလမန်နံကိုတော့ကိုကယိုမာဂီဖလိုင်းဆိုတဲ့အဆုံးသက်တိုက်ခွန်းနဲ့တိုက်ခိုက်ကဖျက်ဆီးလိုက်ပါတယ်။ဒီဖြစ်ပျက်တွေကိုဝစ်စုံဝမဲ့တနည်းအားဖြင့်မာဂီရ ेंजर ရက်ကကြီးနေပါတယ်။နောက်တစ်ခန်းမှာတော့နာဗီကသူ့ကိုမယုံတဲ့သူတွေကိုငောက်နေပြီးဒီပိုင်းလေးကလည်းဒီမှာပဲပြေဆုံးသွားခဲ့ပါတယ်။တငယ်ချင်းဆိုတာဘာအတွက်လဲ။ အပိုင်းလေးရဲ့အစမှာတော့ခုခံကြားတွေကသူတို့ရဲ့အာကာသာတင်မော့ခုခံဝရဲမှာရှိနေကြပါတယ်ခုခံကြားတွေဟာသူတို့ရရှိထားတဲ့ Ranger ကြီးတွေကိုအုံပြုပြီးခုခံကိုပုံမအကောင်းတဲ့ပုံစံဖြစ်အောင်ပြောင်းလဲဖို့ကြိုးစားနေကြတာပါ Ranger ကြီးတွေကိုအုံပြုပြီးခုခံရဲ့ဆွမ်းအသက်တွေကိုဆက်ဆက်ကြည့်နေပါတယ်ဒါပေမဲ့ဓာတွေကလည်းမအောင်မြင်ပါဘူးခုခံကဘာမှထူးထူးခြားခြားမဖြစ်ပေါ်လာတဲ့အတွက်အောက်ကကြည့်နေတဲ့သူတွေကလည်းထွက်သွားကြပါတယ်ဒီလိုနဲ့ခုခံကြားရဲ့လည်းကောင်းကင်ဘီမှာရွှင်လွင်ပြီးအလုံးကဆွမ်းအသုံးလို့မရတာကစန်တိုင်းနေရဲ့အနန္တဆွမ်းအကိုမရသေးတာကြောင့်လို့ပြောနေကြပါတယ်ကပ္ပရိန်မာဗီလက်ကတော့ဓာတွေခဏတာပြီးဂျိုးနဲ့အိုင်မီကို ့နေလဲစာသွားပြီးပို့အလေးကြရလို့ပြောကသွားဝယ်ခိုင်းလိုက်ပါတယ်။ဇန်ကီယက်တို့ဘက်မှာတော့တိုက်ခိုက်တံမှုဆိုရိုမက်စ်ကိုတွေ့ရပါတယ်။ဒီကောင်ကဒါကြီးကျွမ်းကျင်သူဖြစ်ပြီးသူ့ရဲ့စကင်းကိုပြလိုက်ပါတယ်။ဒီလိုနဲ့ကဘာကိုဖျက်ဆီးဖို့တာဝန်ယူကထွက်လာခဲ့လိုက်ပါတယ်။ဂျိုးနဲ့အိုင်မင်တို့မျိုးထဲမှာဈေးဝယ်ထက်နေချင်းမှာပဲရုတ်တရက်ဆိုရိုမက်စ်ကမျိုးထဲရဲ့တိုက်တီကိုဖျက်ဆီးနေပါတယ်။ဂျိုးနဲ့အိုင်မင်ကအပြေလာသွားလိုက်ပြီးဆိုရိုမက်စ်ကတော့ဖျက်ဆီးလို့ကောင်းနေပါတယ်။ဂျိုးနဲ့အိုင်မင်ရောက်သွားချိန်မှာပဲမာဘစ်လက်တို့လည်းဆင်းလာခဲ့ပါတယ်။ရှောက်တာနဲ့ဂိုကန်ကြားရီဖြစ်အသွင်ပြောင်းလိုက်ကြပြီးတိုက်ပွဲဆက်ပါတယ်။ထုံးစံမပြတ်ဂေါ်မီနီနဲ့တိုက်ခိုက်နေရင်ဂျိုးကဆိုရိုမက်စ်ကိုတွားတိုက်ပါတယ်။ တယ်။ဓာတ်ရိုက်ကျွမ်းကျင်သူချင်းဖြစ်တာကြောင့်တိုက်ပွဲကအရှုံးနိုင်မပေါ်ဖြစ်နေခဲ့ပါတယ်။ဒီချိန်ဇိုရမက်ကစွမ်းအားတစ်ခုသုံးလိုက်ပြီးဓာတ်ရိုက်အများကြီးနဲ့ဂျိုးကိုတိုက်ခတ်လိုက်ပါတယ်။ဓာတ်ရိုက်အားလုံးကိုကာနိုင်ခဲ့ပြီးမဲ့နောက်ဆုံးတစ်ချက်မှာတော့ထိသွားကဂျိုးလည်းအရှုံးပေးလိုက်ရပါတယ်။ဇိုရမက်ဆာဂျိုးကိုအနိုင်ယူပြီးပြန်လည်ထွက်သွားတာကြောင့်မာဗီလက်တို့ကလိုက်တာကိုပြန်လိုက်ပြီးမဲ့ဂျိုးကတားလိုက်ပြီးဒီကောင်ကသူပဲအနိုင်ပိုင်းမယ်ဆိုပြီးပြောလိုက်ပါတယ်။တိုက်ပွဲပြီးမှအားလုံးဟာဂိုကိုင်းခါလီယံပေါ်မှာပြန်အောင်ရှိလာပြီးနေရစာကိုသုံးဆောင်နေကြပါတယ်။ဒါပေမဲ့ဒီထဲမှာဂျိုးကမပါတာကြောင့်အိုင်မင်ကမေးလိုက်ပြီးအပြင်ထွက်သွားတယ်ဆိုတာကြောင့်စိုးရင်ပြီးလိုက်ဖို့လုပ်ပါတယ်။ဂျိုးကတော့ဇိုရိုမက်စ်ကိုအနိုင် ယူဖို့သူ့ရဲ့ဓာတ်ဆိုင်စွမ်းရည်တွေကိုလေ့ကျင့်နေခဲ့ပါတယ်။သူဟာဇူရူမက်ဆီရဲ့တိုက်ကွက်လို့ဓာတ်ရီထွက်လာကကာကွယ်တိုက်ခိုက်နေခဲ့ပြီးအိုင်မင်ကဂျိုးရဲ့ဒီလိုပြင်းထန်တဲ့လေ့ကျင့်မှုကိုစိုးရိမ်နေတဲ့အတွက်သူ့အနားမှာရှိနေကအခွင့်အရေးပေးဖို့လုပ်ပါတယ်။ဒါပေမဲ့စေဒနာကဝေဒနာဖြစ်သွားပြီးလက်မောင်းမှာဒဏ်ရာသွားခဲ့ပါတယ်။အိုင်မင်ကဘာလို့ဒီလိုလုံနေရလဲလို့မေးလိုက်တော့ဂျိုးကဇူရူမက်စ်ကိုအနိုင်ယူဖို့ဖြစ်ပြီးဓာတ်တက်လက်နဲ့မရရင်နှစ်လက်သုံးမယ်လို့ပြောနေပါတယ်။အိုင်မင်ကအရွယ်အတွက်ကြောက်တာဆိုရင်တယောက်တည်းနှစ်ယောက်နှစ်ယောက်ထက်ငါးယောက်ကပိုတယ်လို့ပြောလိုက်ပါတယ်။ဂျိုးကတော့အိုင်မင်ကိုနင်းနဲ့မဆိုင်ဘူးလို့ပြောကပြန်သွားဖို့ပြောလိုက်ပါတယ်။ဇန်ကီယက်တို့ဘက်မှာတော့ ော့မင်းသားကခိုကိုင်ဘလူးကို10စက္ကန့်အတွင်းတက်ခိုင်းနေပါတယ်ဇိုရမက်စ်ကတော့5စက္ကန့်တွင်ရရလို့လေးတိုက်နေရင်ရှော့မတက်ဖို့အတွက်ကွန်မန်တာကဝင်ပြောပါတယ်ဒါကြောင့်ပဲဇိုရမက်စ်ကမမအနာသွားကတခုခုပြောလိုက်ပါတယ်အိုင်မင်ကမာပီလက်ကိုပြောလိုက်ပြီးတယောက်တည်းလွှတ်ထားဖို့ပြောလိုက်တာကြောင့်အိုင်မင်ကတော့အဖွဲသားကြီးဆိုတာဘာကိုခေါ်ရလဲလို့မေးလိုက်ပါတယ်မာပီလက်ကအဖွဲသားဖြစ်တိုင်းအတူတူလုပ်ရမယ်ဆိုတာမဟုတ်ကြောင်းပြောလိုက်တာကြောင့်အိုင်မင်ကစိတ်ဆူပြီးထွက်ခွာသွားခဲ့ပါတယ် women ဒီချိန်မှာလူကာကအမ်မစီရောက်လာပြီးဂျိုးကဒိုင်းရင်နဲ့ပတ်သက်ပြီးနာကျင်စရာတွေရှိလို့နေမယ်လို့ပြောပါတယ်လူကာကသူကတိုက်ခိုက်ရေးကိုအာရုံစိုက်ချင်လို့တယောက်တည်းလွှတ်ထားတာဖြစ်ပြီးတငယ်ချင်းတွေဆိုတာတယောက်နဲ့တယောက်ယုံကြည်ပြီးစိတ်ချရတဲ့သူတွေပါဆိုတဲ့စကားကိုပြောလိုက်ပါတယ်ဂျိုးကတော့ဒီချိန်မှာအစွမ်းကုန်နေကြည့်နေပြီးနောက်ဆုံးမှတော့လုံနိုင်သွားပါတယ်နောက်တစ်ခါမှာတော့အိုင်မင်နဲ့လူကာတို့အိတ်နေခဲ့ပြီးနာဗီကဇန်ကက်တီတွေ့ကြောင်ပြောနေခဲ့ပါတယ်ဒါကြောင့်အိုင်မင်ကထွက်သွားခဲ့ပြီးဂျိုးစီကိုရောက်သွားခဲ့ပါတယ်ဒီတစ်ခါရောက်သွားတာကဂျိုးကိုယုံကြည်ပြီးသူ့ရဲ့ဓာတ်ကိုပါပေးလိုက်ပါတယ်ဒါကြောင့်ဂျိုးကတော့ဓာတ်နဲ့လက်ကိုကိုင်းကတိုက်ခိုက်ဖို့ထွက်လာခဲ့ပါတယ်ဒီလို နဲ့ဇိုရိုမက်စ်နဲ့တွေ့ပြီးဂျိုးကဂိုကန်ကြားအဖြစ်ပြောင်းကတိုက်ပွဲကိုစတင်လိုက်ပါတယ်ဇိုရိုမက်စ်ကသူ့ရဲ့တိုက်ကွက်တွေနဲ့တိုက်ခိုက်ရင်ညစ်ဘက်ကဆူဂိုမီနီကချုပ်တာကြောင့်ထိသွားခဲ့ပါတယ်အိုင်မင်ကလည်းကြီးနေရကနေထွက်လာပြီးဝင်တိုက်ခိုက်ကူညီဖို့လုပ်ပါတယ်အိုင်မင်ကိုဂေါမီနီကတားထားပြီးဂျိုးကအသက်ခံရတော့မယ့်အချိန်မာဗစ်လစ်တို့အဖွဲ့ရောက်လာပြီးဇိုရိုမက်စ်ကိုတိုက်ခိုက်လိုက်ပါတယ်အဖွဲ့သားတွေကဆူဂိုမီနဲ့ဂိုမီနီကိုထိန်းထားပြီးဂျိုးကတော့ဇိုရိုမက်စ်ကိုတိုက်ခိုက်ပါတယ်မာဗစ်လစ်တို့ကဂေါမီနီကိုရှင်းပြီးဆူဂိုမီ၃ဟောင်းတော့ဂျီဂီရင်ဂျာအဖြစ်ပြောင်းပြီးတိုက်ခိုက်ကဒီကရင်ဂျာရဲ့စွမ်းအားနဲ့အဆုံးသတ်ပေးလိုက်ပါတယ်ဂျိုးတို့ဘက်မှာတော့ဇိုရိုမက်စ်ကတိုက်ကွက်အ ဟောင်းကြီးကိုတုံပြီးတိုက်ခိုက်နေခဲ့ပေမဲ့လေ့ကျင့်ထားတဲ့ဂျိုးကအနိုင်ရတိုက်ခိုက်လိုက်ပါတယ်ဒီချိန်မထမထားတာကဒီကောင်ကိုယ်ရဲကဓာတ်တွေအများကြီးထွက်လာတယ်ဆိုတာပါဒါကိုလေအင်ပါယာကမမကအဆင့်မြင့်ပေးလိုက်တာဖြစ်ပြီးဒီဓာတ်တွေကြောင့်ဂျိုးလည်းအလူးလဲခံနေရပါတယ်ဒီချိန်မာဗီလက်တို့ကသူတို့ရဲ့ဓာတ်တွေကိုငှားလိုက်ပြီးဓာငါးချောင်းကင်နဲ့ခိုကင်ဘလူးဖြစ်လို့သွားခဲ့ပါတယ်ဇိုရိုမက်ဆစ်တိုက်ခွက်တွေကိုလက်ပက်ကာကွယ်ကဓာတ်တွေကိုချိုးပစ်လိုက်ပါတယ်ဒီလိုနဲ့ဂျိုးလည်းဘလူးရိန်ဂျာကီးတွေကိုဓာတ်မှာတက်ကအဆုံးတက်ပေးလိုက်ပါတယ်စံကြက်ကမမလည်းအကြီးကြီးဖြစ်အောင်လှုပ်လိုက်ပြီးခိုကင်ကြားရည်လည်းခိုကင်ကောက်လျံကိုခေါ်ကခိုကင်အဖြစ်ပြောင်းလဲလိုက်ပါတယ်ခိုကင်ကြားရည်လည်းအ ပေါ်မှာပြန်နေတဲ့ကောင်တွေကိုရှင်းထုတ်ဖို့မာကီကိုကာယိုဖြစ်ပြောင်းလဲကမီးနဲ့လိုက်မှုပါတယ်ဇီရိုမက်စ်ကဓာတ်ရိုက်နဲ့ပြစ်ပေမဲ့ရှောင်းနိုင်ကမီးနဲ့မုတ်ခံရလို့မြေကြီးပေါ်ကိုခွေးကြကြလာခဲ့ပါတယ် နောက်တော့အထာရဲ့ထားမကြီးပဲခိုကိုင်းစားပူးလက်နဲ့ပြစ်လိုက်ပြီးစုကူမီကဝန်ခံသွားတဲ့အကြောင်းစုကူမီမလျှော့သွားခဲ့ပါတယ်။ဇိုရိုမက်စ်ကိုတော့ခိုကိုင်းမာကီဘလိုင်းနဲ့အဆုံးသက်ပေးလိုက်ပြီးတိုက်ပွဲလည်းပြီးဆုံးသွားခဲ့ပါတယ်။တိုက်ပွဲအပြီးတင်မော့ဘော်မှာတော့ဂျိုးကကျေးဇူးတင်ပါတယ်ဆိုတဲ့စာသားနဲ့ကိမွန်းလုပ်ပြီးအဖွဲသားတွေကိုကျွေးနေခဲ့ပါတယ်။အဖွဲသားတွေကကြည်နေလို့ ASB တင်းနေတဲ့ဂျိုးကရှက်နေခဲ့ပြီးအားလုံးလည်းဖြော်နေကဒီပိုင်းလေးကလည်းဒီမှာပြီးဆုံးသွားခဲ့ပါတယ်။ ကျွန်တော်ရဲ့ channel လေးက Blade episode တွေ၊ Mr. Bean episode တွေနဲ့ movie တွေကိုတင်ပြီးနေတဲ့ channel လေးဖြစ်ပါတယ်။ဒါကြောင့် channel လေးကိုကြိုက်နေတဲ့ရင် subscribe လုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။